်မိတ်ဆွေတင်ငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ Basic Electronic Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့လေ့လာကြည့်ရှုကြရမယ့်ဗီဒီယိုကတော့ TV အသံချက်ဆက်စလောင်းဆက် DVD Amplifier တွေကိုဘိုးအားများလာတဲ့အခါကတ်တောက်လုပ်ပြီးမဲ့ over under ကတ်တောက်လေးအကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ် ဘယ်လိုပြချက်ကိုပြုပြင်ရမလဲဆိုတာကိုသိရဖို့သူ့ရဲ့မိဂျိုလေးကိုကျွန်တော်တို့လျက်စင်မီးနဲ့ဆက်သွယ်လိုက်ပါမယ်ခင်ဗျာသူ့ရဲ့ပြချက်လေးကတော့ကျွန်တော်တို့ခလုတ်လေးကိုဖွင့်လိုက်တဲ့အခါမှာမီးအနီတွေတစ်ချက်ပဲပြပြီးတော့အထဲထဲက relay ကတ်တဲ့အတန်းကိုကြားရပါတယ် အေးစီမိသားတိုင်းကွယ်ကလေးမှလည်းမိအားရောက်နေတဲ့အကြောင်းကိုမိသားတိုင်းလေးကညွှန်ပြနေပါဗျ။မိခလုတ်လေးကိုအဖွင့်အပေးတစ်ခါပြန်လုပ်ကြည့်ပါဦးမယ်။မိခလုတ်လေးဖွင့်လိုက်တဲ့အခါမှာမိနီလေးကခဏလေးပဲလင်းပြီးတော့ release ဆွဲတဲ့အတန်လေးကိုကြားလိုက်ရပါတယ်။ AC Oppo Blood ဒီမှာမိထွက်သလားဆိုတာကိုကျွန်တော်တို့မိသားလေးနဲ့တိုင်းတာဆက်ဆေးကြည့်ပါဦးမယ်ခင်ဗျာ။ AC ဘိုးကိုတိုင်းမှာဖြစ်တဲ့အကြောင်းမလို့မီတာမှာ AC VA scale ရဲ့250 range မှာမီတာဆက်လိုက်တာကိုရွှေ့ထားလိုက်ပါမယ်။ပြီးရင်ကျွန်တော်တို့ output black box တွေထဲကိုမီတာဒဏ်လေးနဲ့ထည့်ပြီးတော့တိုင်းကြည့်ပါမယ်ခင်ဗျာ။မီတာဒဏ်လေးနဲ့တိုင်းကြည့်လိုက်တဲ့အခါမှာ AC ဘိုးက200ဝန်းကျင်လောက်ထွက်နေတာကိုတွေ့ရပါတယ်။အဲ့ဒီတော့ ဒီရဲ့ပြစ်ချက်ကထူထူထူတော့မဟုတ်ပါဘူး LED မီးလေးတွေမလင်းတဲ့ပြစ်ချက်ဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့လာပြီးတော့ပြုပြင်တာဖြစ်ပါတယ်ခင်ဗျာဘလို့ပြုပြင်မလဲဆိုတဲ့အစင်းစင်းကိုသိရဖို့အတွက်ကျွန်တော်နဲ့တူတူဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုကြဖို့ဖိတ်ခေါ်ပါတယ်နော် မိဖြက်ဆက်ရဲ့စဖုံးနေမှာတက်ဆင်ထားတဲ့နှက်ကလေးလေးလုံးကိုအရင်ဆုံးဖြုတ်လိုက်ပါမယ်ဆက်ဖုန်းကိုဖွင့်ပြီးတော့ circuit ရဲ့အနေအထားကို ကြည့်တဲ့အခါမှာ transformer less system နဲ့ power supply ကိုတိဆောက်ထားတာတွေ့ရပါတယ် capacitor လေးရယ် resistor လေးရယ် parallel လုပ်ပြီးတော့ diode လေးနဲ့ bridge လုပ်ပြီးပြီးတော့ signal diode လေးနဲ့12 volt 15 volt ရအောင်လှုပ်ဆောင်ထားတာကိုတွေ့ရပါတယ်ခင်ဗျာ LED မီဒီအဝါလေးရယ်အစိမ်းလေးရယ်ကဘာအတွက်ကြောင့်မလင်းတာလဲဆိုတော့ကိုကျွန်တော်တို့ကိုယ်ကိုယ်ပြပြသိရအောင်မီတာလေးနဲ့တိုင်းတာဆင်ဆေးပါမယ်ဒီနံနှလုံးကိုဖြုတ်ပြီးတော့ socket ကိုလွတ်လွတ်လပ်လပ်ဖြစ်သွားအောင်အရင်လုပ်လိုက်ပါမယ်ခင်ဗျာ ။စားကိတ်ကိုကင်တွယ်တဲ့အခါမှာတော့လျှက်စစ်မီနဲ့အဆက်အသွယ်ဖြတ်ထားရပါမယ်။မီးကျိုးဖြုတ်ထားရပါမယ်ခင်ဗျာ။ ဒီမီဖြတ်ဆက်ရဲ့ power supply man ကိုလေ့လာကြည့်တဲ့အခါမှာ capacitor လေးရဲ့ resistor လေးရဲ့ကိုအသုံးပြုပြီးတော့ transformer မပါတဲ့နီးစနစ်မျိုးနဲ့အသုံးပြုထားတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဒီမီဒီလေးတွေကိုတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့မီတာရဲ့ selector ကို on scale ရဲ့အမြောက်တဲ range မှာထားပြီးတော့တိုင်းတာမှာဖြစ်ပါတယ်ခင်ဗျာ မီးသီးအဝါလေးကိုမီတာတန်လေးနဲ့ထောက်ပြီးတော့တိုင်းကြည့်လိုက်ပါမယ်ခင်ဗျာမလင်းပါဘူးမလင်းတော့အနီးအနက်ကိုဘက်ဘက်ဒီဘက်ချိန်ပြီးတော့တိုင်းကြည့်ပါဦးမယ်မီတာတန်ကိုဘက်ဘက်ဒီဘက်ချိန်ပြီးတော့တိုင်းကြည့်ပြီးတယ်မီးသီးအဝါလေးကမလင်းတော့ပါဘူးခင်ဗျာနောက်ထပ်မီးသီးအနီးလေးကိုတိုင်းကြည့်လိုက်ပါမယ်မီးသီးအနီးလေးကိုမီတာနဲ့တိုင်းကြည့်လိုက်တဲ့အခါမှာအနီးရောင်လေးလင်းလာပါတယ် အစင်းရောင်မီလေးကိုလည်းတန်းကြည့်လိုက်ပါမယ်အစင်းရောင်မီလေးကလည်းလင်းပါတယ်ခင်ဗျာမီဒီအဝါလေးကတော့မီတာတန်နဲ့ဘလို့ပဲတိုင်းတိုင်းမလင်းပါဘူးအဲဒါကြောင့်မလို့သေချာအောင်ကျွန်တော်တို့မီဒီအဝါလေးကိုဖြုတ်ပြီးတော့တိုင်းကြည့်ပါမယ်ခင်ဗျာခဲကြီးဖြုတ်มาဖြစ်တဲ့အတွက်ကြောင့်မလို့ LED အဝါရောင်လေးရဲ့ခဲအခြေလေးတွေမှာထင်းရှူစီလေးတွေနည်းနည်းလေးတို့ပေးလိုက်ပါမယ် ဲခီခန်းလေးကိုအသုံးပြုပြီးတော့ LED အဝါလေးကိုဖြုတ်လိုက်ပါမယ်ခင်ဗျာအဲ့ဒီမိသီးလေးဖြုတ်စင်တော့ကအပေါက်လေးပိတ်နေတဲ့ခဲတွေကို ခန်းလေးကိုအသုံးပြုပြီးတော့ဖယ်ရှားပြီးတန်ရှင်းရေးလုပ်လိုက်ပါမယ်အပေါက်ကလေးပြန်ဖြစ်သွားအောင်လို့ပါအဲ့ဒါမှနောက်ထပ်ကျွန်တော်တို့ LED အသေးတက်တဲ့အခါမှာအစဉ်အသင့်ဖြစ်အောင်လို့ပေါ့နော်အလေးဒီမီဝါလေးကိုမီတာနဲ့တိုင်းတာဆက်ဆက်ကြည့်ပါမယ်ခင်ဗျာ။ အဲ့ဒီဒီရဲ့ငုတ်တစ်ဖက်တစ်ချက်စီကိုမီတာတန်းအနီနဲ့စီနဲ့တို့ကြည့်လိုက်ပါမယ်မီတာလည်းမပြဘူးအဲ့ဒီဒီရလည်းမလဲမဘူးအဲ့ဒီအနေထားမှာကျွန်တော်တို့မီတာတန်းလေးတွေကိုဟိုဘက်ဒီဘက်ပြောင်းပြီးတော့တိုင်းပါမယ်နော်ဟိုဘက်ဒီဘက်ပြောင်းမီတာလိုက်တဲ့အခါမှာလည်းပဲအဲ့ဒီဒီဟွာက လင်းမလာပါဘူးခင်ဗျာ ဒီ LED မီးဝါလေးကလုံးဝမကောင်းတော့ပါဘူးကျွန်းနေပါပြီခင်ဗျာဒီ LED ဝါလေးကတော့ကျွန်တော်အသေးလေးလေးတက်ဆင်မဲ့ LED ဝါရောင်လေးပဲဖြစ်ပါတယ်ခင်ဗျာငုတ်ရှည်တဲ့ဘက်ကိုအပေါင်းဖို့ပေးပြီးတော့ငုတ်တူတဲ့ဘက်ကိုအနှုတ်ဖို့ပေးလိုက်တဲ့အခါမှာ LED ဝါလေးကလင်းလာမှာဖြစ်ပါတယ်မီတာရဲ့သဘောတရားအရကတော့အနီလက်တံဘက်မှာအနှုတ်ဖို့ထွက်ပါတယ် အနက်လက်တံဘက်မှာအပေါင်းဖို့ထွက်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မို့လို့ LED မီနီကိုတိုင်းတဲ့အခါမှာငုတ်ရှိတဲ့ဘက်ကိုအနက်လက်တံနဲ့ငုတ်တူတဲ့ဘက်ကိုအနီလက်တံနဲ့ထိပြီးတော့တိုင်းမှာဖြစ်ပါတယ်အဲ့လိုတိုင်းလိုက်တဲ့အခါမှာမီနီလေးကလင်းလာပါပြီအဲ့ဒါဆိုရင်ကျွန်တော်တို့အသုံးပြုမဲ့ LED မီနီကကောင်းပါတယ်ခင်ဗျာဒီ LED မီအဝါရောင်အဟောင်းလေးကတော့မီတာနဲ့ဘယ်လိုပဲတိုင်းတိုင်းမလင်းတော့ပါဘူးငုတ်တွေကိုဟိုဘက်ပြန်မချိန်မဲနဲ့ LED မီလေးကိုပဲလှည့်လိုက်မယ်နော် အဲ့လိုလေးလက်ပြီးတန်းလိုက်တဲ့အခါမှာလည်းပဲ LED မီသီးကလင်းမလာတော့ပါဘူးခင်ဗျာအဲ့ဒါဆိုရင် LED မီသီးလေးကျွန်းနေတာဖြစ်ပါတယ်ခင်ဗျာ LED မီသီးလေးကိုအနီနဲ့ခွဲခြားမယ်နောက်တစ်ဘဝသူတော်လေးတစ်ခုကိုမျှဝေပြပါတယ်ခင်ဗျာထဲထဲမှာခွက်အကြီးရဲ့ LED ရဲ့အတွင်းထဲမှာတခြားကြည့်လို့ရှိရင် ခွက်အကြီးရှိပါတယ်ခွက်အကြီးရဲ့ဒီဘက်ကအသေးလေးရဲ့ရှိပါတယ်เนาะတိုင်လေးရဲ့ခွက်အကြီးဘက်ကကျွန်တော်တို့ အနှုတ်ဖို့ကြွေးရမှာဖြစ်ပါတယ်အနှုတ်ဖို့ဘေးရမှာဖြစ်ပါတယ်ခွက်အသေးလေးဘက်ကတိုင်အသေးလေးပဲရှိတဲ့ဘက်ကတော့အပေါင်းဖို့ဘေးရမှာဖြစ်ပါတယ်အဲ့လိုမျိုးခွဲကြတာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့နောက်တစ်ခွဲကြနည်းတစ်ခုကတော့ဒီမီဒီရဲ့ body မှာအပြားပြားလေးလှုပ်ထားတဲ့ဘက်ကအနှုတ်ဖို့နဲ့ဆက်ဆွဲပေးရမယ်ငုတ်ဖြစ်ပါတယ်ဒီဘက်ကအဝိုင်းလေးအတိုင်းလှုပ်ထားတဲ့ဘက်ကတော့အပေါင်းဖို့နဲ့ဆက်ဆွဲပေးရမယ်အပိုင်းဖြစ်ပါတယ် ဲ့လိုပဲ LED ကိုကြည့်မဲ့အခါအတွင်းထဲကိုလှန့်ကြည့်လိုက်လို့မြင်ရတဲ့အခါခွက်ကြီးတဲ့ဘက်ကအနှုတ်ပို့ပေးရမှာဖြစ်ပါတယ်ခွက်သေးတဲ့ဘက်ကအပေါင်းပို့ပေးရမှာပါအဲ့လိုပဲအနှုတ်ပို့ပေးရမဲ့ဘက်မှာကျွန်တော်တို့ဒီမှာတွေးထားတဲ့လိုမျိုးလေးလေးတောင်လေးဖြစ်နေပါတယ်เนาะအဲ့ဒါအနှုတ်ပို့ပေးရမဲ့ဘက်ပါเนาะသူကကျွန်တော်တို့ဖြုတ်တော့ဒီလိုလေးဖြုတ်တာပါဖြုတ်တဲ့အနေထားလေးကိုလည်းမှတ်ထားလို့ပါတယ်เนาะငောက်ကလေးတွေကိုင်းနေခြင်းအပြင်တော့တော့ဆော့ပန်လေးနဲ့မှတ်ထားခြင်းတော့တော့မှတ်ထားလို့ရပါတယ် နေသားမှာဒီဘက်ကဒီဘက်ကတွေးထားတဲ့ဘက်ကဒီဘက်မှာပါဒီဘက်ကခွက်ကြီးရတဲ့ဒီဘက်မှာပါပဲတွေးထားတဲ့ဘက်ကခွက်ကြီးဖြစ်တဲ့အတွက်ကြောင့်မလို့သူအတိုင်းလေးပဲပြန်ထည့်ပေးလိုက်မှာဖြစ်ပါတယ်ခင်ဗျာ l e မီဒီလေးတွေကို AC ပတ်လန်းချောင်းထဲမှာအသုံးပြုမယ်ဆိုရင်တော့အပေါင်းအနှုတ်ခွဲခြားဖို့မလိုဘဲနဲ့သုံးလို့ရပါတယ် DC ဆက်ကက်ပတ်လန်းချောင်းထဲမှာသုံးမယ်ဆိုရင်တော့အပေါင်းအနှုတ်မှန်ကန်မှပဲ LED မီဒီလေးကလင်းမှာဖြစ်ပါတယ်ခင်ဗျာ LED မီနီလေးတွေကိုစာကစ်ပေါ်မှာတက်ဆင်ပြီးသားအနေအထားအတိုင်းပဲမီတာလေးနဲ့ဒီချိန်လောက်စမ်းသပ်တိုင်းတာကြည့်ပါဦးမယ်ခင်ဗျာခွက်ကြီးတဲ့ဘက်ကအနုပ်ဖို့ပေးပါမယ် LED အဝါရောင်လေးလင်းပါတယ်အနီရောင်လေးရောလင်းပါတယ်အစိမ်းရောင်လေးရောလင်းပါတယ်ခင်ဗျာဒီအနေအထားလေးမှာပဲကျွန်တော်တို့စာကစ်ပြရဲ့အောက်ကနေပြီးတော့ plastic ပြားလေးတော့လကောင်းစကူလေးတော့လကောင်းခံပြီးတော့ လျက်စင်မီနဲ့ဆက်သွယ်ပြီးတော့စာကစ်ပြားကိုစမ်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာဆက်သွယ်ပြီးတော့ခလုတ်လေးကိုဖွင့်ပေးပါမယ်အဝါရောင်မီလေးလင်းလာပါပြီနော်အစိမ်းရောင်မီလေးလည်းလင်းလာပါပြီခင်ဗျာကိုင်မယ်ဆိုတော့ဒီကနေလည်းကိုင်လို့ရပါတယ်နော်တခြားလေးတော့ကိုင်ဖို့လိုပါတယ်နော်အစိမ်းရောင်မီလေးလည်းလင်းလာပါပြီအဝါရောင်မီလေးလည်းလင်းလာပါပြီ AC outdoor blood ဒီမှာ AC ဘိုးထွက်မထွက်ကိုမီတာလေးနဲ့တိုင်းတာဖြစ်ပါတယ် AC ဘိုးကိုတိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ AC VA ရဲ့250ဘိုးစကေးမှာထားပါမယ်ခင်ဗျာ250 range မှာထားပြီးတော့တိုင်းပါမယ်ခင်ဗျာเอซีโบออปโปบล็อกบ็อกมามีตาเนี่ยตั้งကြည့်လိုက်တဲ့အခါ200ဘိုးဝင်းကျင်အောင်ထွက်နေပါတယ်ခင်ဗျာ AC အောက်ပေါ်ဘလက်မှာနေရာဖို့ဝင်းကျင်တော့ထွက်နေတယ်ဆိုပေမဲ့ over under တကယ်လို့လို့ရလားဆိုတော့ကိုသိရဖို့ကျွန်တော်တို့ step up and step down transformer လေးနဲ့ဆက်သွယ်ပြီးတော့စမ်းသပ်ရပါဦးမယ်ခင်ဗျာဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာဒီ over under ကတ်တောက်မှာအသုံးပြုထားတဲ့ IC ကတော့ LM324 IC ဖြစ်ပါတယ်ခင်ဗျာ โอเวอร์อันดาฉิ่งကြီးတဲ့အခါမှာတော့ထရီတူတူဘာမှသိချိန်စရာပရိသတ်မပါပါဘူးအားလုံးကဂိမ်းသီအနေနဲ့ရက်စစ်တာတွေကိုတစ်ခါတည်းထည့်ပေးထားတာဖြစ်ပါတယ်ခင်ဗျာโอเวอร์อันดาฉิ่งကြီးဖို့အတွက် step am step down transformer လေးနဲ့အသုံးပြုပြီးတော့ฉิ่งကြီးပါမယ်ခင်ဗျာအခုတော့ဆယ်တော့ circuit ကိုအိမ်ကောမှာနှက်ကလေးပြန်ထိုင်ပြီးတော့အတိတကျဖြစ်အောင်ပြန်လုပ်လိုက်ပါဦးမယ် လောလောဆယ်စက်ကစ်ကိုတဆင်ပြီးသွားတဲ့အခါမှာခလုတ်ကိုဖွင့်ကြည့်လိုက်ပါမယ်အဝါရောင်မီလေးလင်းပါတယ်အဝါရောင်မီလေးလည်းလင်းတယ်အစိမ်းရောင်မီလေးလည်းလင်းပါတယ်ခင်ဗျာမီတာခွက်မှာလည်း AC ဖို့ထွက်ကြောင်းပြပါတယ်ကျွန်တော်သေးချောင်လို့မီတာလေးနဲ့တိုင်းပါမယ်နော်မီတာလေးနဲ့တိုင်းလိုက်တဲ့အခါမှာ200ဖို့နီးပါးလောက်ကိုပြနေပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်တို့အဆင်ပြေပါပြီ over under check in လုပ်ပါမယ်ခင်ဗျာဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ step up and step down transformer လေးနဲ့ဆက်သွယ်ပြီးတော့ဆန္ဒလက်တဲ့အခါမှာတော့မီးဝါလေးလင်းပါတယ်မီးအစိမ်းလေးလင်းပါတယ် output ပို့လဲထွက်နေပါတယ်ခင်ဗျာအဲ့ဒါကိုမီးလေးကိုနည်းနည်းလေး short လိုက်လို့ဘူအား130အောက်ရောက်တဲ့အခါမှာ cut out ဖြစ်သွားပါတယ်မီးအနီလေးလည်းလင်းလာပါတယ်ဒီအခြေအနေမှာဆိုလို့ရှိရင် under အတွက်အဆင်ပြေပါပြီခင်ဗျာမီးအားကို130ကျော်အောင်ပြန်တင်လိုက်တဲ့အခါမှာတော့ cut out ကပြန်ပြီးတော့ပွင့်ပေးပါတယ်နော် under လေးကိုတစ်ချက်ပြန်ဆန်းပါအောင်မယ်နော် ၁၃၀အောက်ရောက်ရင်ကတ်တော့ဖြစ်သွားပါတယ်နည်းနည်းလေးပြန်တင်လိုက်မယ်ဆိုရင်ပြန်ပြီးတော့ output ထွက်လာပါပြီညာမြင်ကြည့်ပါဦးမယ်အဲ့ဒီအနေထားမှာကျွန်တော်တို့ star transformer လေးကို switch ပြောင်းပြီးတော့ပိုးမြင့်ပြီးတော့ over အတွက်အချိန်ကြီးပါအောင်မယ်ခင်ဗျာပိုးဖြည်းဖြည်းချင်းတင်ကြည့်ပေးမယ်ညာ140ကျော်လို့ရှိရင်ကတ်တော့ဖြစ်သွားပါတယ်ပြန် short ပေးလိုက်မယ်ပြန်ပြီးတော့ output ထွက်လာပါတယ်နော်ညာပြန်တင်ကြည့်မယ်ကတ်တော့ဖြစ်သွားတယ်ပြန် short ကြည့်မယ် အော်ပို့ပို့ပြန်ထွက်လာပါပြီအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ over under check in လုပ်တဲ့အစီအစဉ်ပြီးပါပြီခင်ဗျာအခုလိုဗီဒီယိုအဆုံးဒီ live ပါကြည့်ရှုပေးကြတဲ့မိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများဒီဥတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဘူသူဒ္ဓရမယ်ဗီဒီယိုလေးတွေကိုကြိုးစားပြီးတင်ဆက်ပါအောင်မယ်ကျွန်တော်ရဲ့ဗီဒီယိုကနေမိတ်ဆွေတို့အတွက်ဘူသူဒ္ဓတစုံတရာရရှိမယ်ဆိုလို့ရှိရင် channel လေးကို subscribe လုပ်ခဲ့ပေးဖို့နဲ့ video လေးကို like and share လုပ်ခဲ့ပေးကြဖို့ တောင်းဆိုပါရစေခင်ဗျာမိတ်ဆွေတငယ်ချင်းညီကိုမောင်နှမများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေတဘာဝ BND ရဲ့အမျိုးမျိုးကနေလည်းကင်းဝေးနိုင်ကြပါစေခင်ဗျာနောက်တစ်ပတ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ